အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါလေကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းတောင်းပြီးလာပါလေအဲ့လက်ရှိအခြေအနေရပေါ့နော်ကျွန်တော်ရဲ့အမြင်ကကိုသိန်းကြောင့်ကိုလက်ရှိ video လေးမှာနည်းနည်းလေးပြောမယ်ပေါ့နော်ကိုသိန်းကြောင့်ကိုပြောမယ်ဆိုရင်တော့လက်ရှိအခြေအနေရတာကျွန်တော်တို့အသိအရကွင့်မြင်ပါ ပွားနေတဲ့ဥစ္စာတွေကလမ်းကြောင်းမှန်ပေါ်တကယ်ရောက်နေပြီကျွန်တော်ဝင်းရောပြောချိန်နဲ့ဝမ်းသာ BD ဖြစ်မိနေဆိုရယ်ပြောတယ်ကျွန်တော်အနေနဲ့ကျွန်တော်အသင်းနဲ့ပတ်သက်ပြီးတော့ Queen Bee activity တွေမှာတကယ်ကိုချီးကျူးစရာကောင်းတဲ့အနေအထားတစ်ခုရောက်လာခဲ့ပြီပေါ့နော်ဒါကျွန်တော်မှန်နေဒါအစံပြေတဲ့အသင်းသင်းအနေနဲ့ run တဲ့ run ထိုက်တဲ့ပုံစံမျိုးကြီးလက်ရှိမှာ run လာခဲ့ပြီးအသင်းကဘယ်လိုပုံစံမျိုးကိုရှေ့ဆက်သွားမလဲဆိုတာကိုပို့ပို့ပြီးတော့မြင်လာခဲ့တယ်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဒီဟာကိုဘာမှ question နေမရှိဘူး ဒါမှန်တဲ့ဥစ္စာဒါပေမဲ့ခုနပြောသူပဲလက်ရှိမဒီကရှုပ်ပွဲကကျွန်တော်တို့တော်တော်လေးကိုစဉ်းစားကြံဖြစ်တယ်ဒါလက်ရှိမှာနီးပြအနေနဲ့အဲ့တော့မဆိုမကောင်းပြောရမှာမဟုတ်ဘူးเนาะနီးပြအနေနဲ့ဒါကျွန်တော်လက်ရှိမှာသူ့မှာလုံလောက်တဲ့ facility မရှိနေဘူးဒါကျွန်တော်ရဲ့ပထမအချက်ပေါ့เนาะပြီးနီးပြနေတခါကြာရင်အကြောက်နိုင်တဲ့လုံတယ်အဲ့ဒါကလက်ရှိအချက်အဲ့တော့ကျွန်တော်ဒါအခုလက်ရှိဒါမနေ့ကဝေဖန်ကြရတယ်ပေါ့เนาะဒေါက်တာ hospital ပြည်သက်တော်တော်များဒါနဲ့ပတ်သက်ပြီးအဓိကဝေဖန်ကြတယ်ဝေဖန်မှုတွေကဘာလဲဆိုတော့ကျွန်တော်မနေ့ကဒါကျွန်တော်တို့တည်တည်ချာချာ risk ယူခဲ့မယ်ဆိုတော့အစ်စ်နှစ်တက်ဖို့များတယ် အဆင့်နဲ့တက်ဖို့များတယ်အခုလက်ရှိမှာဒါလီဗာပူးလည်းရှုံးသွားခဲ့တယ်ကျွန်တော်အဆင့်နဲ့ကိုတက်မှာအဆင့်နဲ့ကိုတက်မယ်ဆိုတော့ကျွန်တော်လက်ရှိမှာအဆင့်6ဖြစ်သွားတယ်တကယ်လို့ဒါလက်ရှိမှာဖြည်းဖြည်းနဲ့ဒါအဘောကလူကြီးနဲ့အမှတ်ကကွာဝေးအဆင့်တကအာစနယ်တင်းနဲ့ကျွန်တော်ဒါ၄မှတ်စာကွာလာခဲ့ပြီ၄မှတ်ဆိုတဲ့ဥစ္စာကတော်တော်လေးကိုမြင်မာတဲ့နံပါတ်တစ်ခုဖြစ်၅မှတ်မဟုတ်ဆိုတော့၄မှတ်မဟုတ်၅မှတ်ကွာသွားပြီတော်တော်လေးကိုဒါကျွန်တော်လက်ရှိမှာအချင်းကြီးကကျွန်တော်တော်တော်လေးဟွာတိုင်ပတ်လာအဲ့တော့ခုနကမနေ့ကပွဲစဉ်ကျွန်တော်ကြည့်ပြီးတော့မှကျွန်တော်ကောင်းတယ်မှာတွေးမိရတာကအကွင်းထဲမှာပါရီလိုအပ်လဲ ကျွန်တော်ရဲ့တိုက်စစ်ပိုင်းကြီးကိုတကယ်ကြီးကျယ်ပြင်ရမှာအကြီးကျယ်ပြင်ရမယ်ကျွန်တော် Harry Kane လို့ level လိုမျိုးကိုဒါတိုက်စစ်မှုနေရာမှာမခေါ်နိုင်ဘူးဆိုရင်တော့မှဂိုးသွင်းနိုင်မဲ့တိုက်စစ်မှုတယောက်ကိုခေါ်ဖို့တော့အရင်ရည်ကြီးလာခဲ့တယ်။ Matthias Stein အနေနဲ့ပြောရမယ်ဆိုရင်ဗျာကျွန်တော်အနေနဲ့သူ့ကိုဘာမှ comment ပေးကြမှာမဖြစ်သူ့ကိုဒါလက်ရှိမှာသူ့အနေနဲ့သူငယ်သေးတယ်သူ့သူ့လုံးမှာသူ့လုံးဆိုင်သူ့တော်ဆိုသူ့လုံးနိုင်တာရေလုံးချင်စရာရေလုံးနေအများကြီးရှိသေးတယ်။အမကုနာပေါ့ Matthias Stein ဒီ Tottenham Hotspur အသင်းကိုဥဆောင်နိုင်မဲ့တိုက်စစ်မှုတယောက်မဟုတ်ဘူး။ဒါ100% ဒါပေမဲ့လည်းပြောမအားမလားလည်းပြော Richardly စင်လည်းဟုတ်မနေဘူး maybe Solan Kigara ဒီညမှာကျွန်တော်သူပြန်လာပြီဆိုရင်ဘယ်လိုအခြေအနေရှိမှန်းကျွန်တော်တို့ချက်တော့ပြန်ကြည့်ရမယ်ဒါပေမဲ့ Richardly စင်လည်းမဟုတ်နေဘူး Matthew Taylor လည်းမဟုတ်နေဘူး Rodan Hotspur တင်းနဲ့ D Tyson မူနဲ့ရှေ့ဆက်သွားရင်ဒါအခက်မသိရင်ကျွန်တော်ဒါ Champions League အုပ်စုနဲ့တောင်ပြုတ်သွားနိုင်တဲ့နေရာမှာရှိတယ်ဒါ100%အဲ့တော့ဒီပြောက်ကိုကျွန်တော်အနေနဲ့ဒီညမှာဒါဥယျာဉ်တော့ blame လို့မလုပ်ချင်ဘူးဘောတော့ဟုတ်နာဘောဆို Tyson မရှိတာသူ့ဆောက်ပြေမဟုတ်ဘူး တိုက်စမှုရှိတာအသိဉာဏ်အပြစ်ဖြစ်တယ်အဲ့တော့ဒန်နီယယ်လီဗီအနေနဲ့အရင်ကတည်းကဒါတိုက်စမှုဝယ်နေမှာကစီးနေနေခဲ့ပြီးဝယ်ခဲ့တဲ့ပုံစံမျိုးတွေရှိတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့အနေနဲ့လီဗီယာကိုယ်တိုင်ကဟိုနေ့က press conference မှာသူဘာပြောခဲ့လဲကျွန်တော်ပြောခဲ့ no dickhead policy ်အစ်စ်မှဟိုပြောမှဆိုရင်တော့ဟိုဆော့ချုံမပြေတဲ့ကောင်တွေအလိုမရှိဆိုတဲ့ policy ကိုနီးပြသဘောကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီညမှာ comment ပေးချင်တာကိုလိုမူဝါနီပဲကိုလိုမူဝါနီနဲ့အသင်းနဲ့ကိုဒါကျွန်တော်ခုနခင်ဗျားတို့ရောမသိဘူးเนาะကျွန်တော်ဒါလက်ရှိမှာဒါကျွန်တော် training scene နဲ့ဥစားတွေကိုဒါတော့ရှော့ကြည့်တယ်ကိုလိုမူဝါနီနဲ့ကျွန်တော်အစ်စ်မှာရှိနေခြင်းနဲ့ကစားသမားတရားမဟုတ်ဘူးအဲ့ဒါကိုဘလို့ခေါ်ခဲ့လဲကျွန်တော်လည်းနားမလဲဘူးရှင်းရှင်းလေးကိုလိုမူဝါနီနဲ့ဒါ Juventus မှာဒါကျွန်တော်ကန်ခဲ့တဲ့ပုံစံများဒါကျွန်တော်သူ့အနေနဲ့တကယ်ကို flying ဖြစ်တယ်မနေ့ကကျွန်တော်အသင်းနဲ့ကိုဒါအရင်ပုံစံမျိုးကိုလိုမူဝါနီဝယ်ခဲ့တယ်ဘောလုံးတော့ဖျောက်ဖျောက်မထိန်နိုင်ဘူးဘောလုံးမပေးပေ းဖို့မပြောနဲ့ဘောလုံးတော့ဖျက်ဖျောက်မပေးနိုင်ဘူးအဲ့တော့ဘောလုံးတော့ဖျက်ဖျောက်မထိန်းနိုင်ဘူးအဲ့တော့ပြောချင်တာဗျာကိုလိုမူဝါနီကိုတန်ကလည်းလက်ရှိဒါဖတ်ရတဲ့သတင်းတွေကသူ့အနေနဲ့ဒီနေ့ဆောင်းရသည်မှာဒါသူ့သူ့ကိုအသင်းကနေပြထွက်ခွင့်ပေးမယ်ဆိုသူ့အနေနဲ့သူဒါသူ့ရဲ့ making club ဖြစ်တဲ့ PSG ကို PSG ကိုပြန်မယ် PSG ကနေတော့အခါနဲ့ပြန်ချမယ်ဆိုတဲ့ပုံစံမျိုးကိုသူ့အနေနဲ့သွားဖို့ရှိတယ် Tottenham Hotspur အသင်းမှာသူမပြောဘူးအဲ့တော့မပြောတဲ့ကစားသမားအစကတည်းကသူကသူ့ကိုယ်တိုင်ကဘာလို့လာခဲ့လဲကျွန်တော်ပြောရရှင်းလေး Juventus ကမခေါ်လို့ကိုယ်စီကိုလာဆိုအဲ့ဒီဘက်မှာမရှိတာကျွန်တော်ပြောတာကိုရီအသင်းက rebound သင်လဲမဟုတ်ဘူးကျွန်တော်ပြောတာ ဒီကကျွန်တော်ပြောတာဟိုတခါကျရင်အဲ့ဒီဥစ္စာကိုလည်းလက်ရှိမှာ queen ပြင်ပြင်ပရဲ့ activity တခုအရာ total hotspot အသင်းကြီးက share ကိုပြင်သင့်ပြီမပြင်ဘူးဆိုရင်တော့ကိုသင်းရကိုပဲဒုက္ခရမှာအဖြေရရှင်းရှင်းလေးအဘယ်တင်တာခုလက်ရှိမှာကိုသင်းမှာမရှိခြင်းတဲ့ကစားသမားတယောက်ကိုဆွဲခေါ်ထားအလကားဥပမာ example ပြကိုဒီမျိုးကပြင်မဲ့ကြည့်လိုက် arsenal example ပြော အားသသိနေသူတို့မှာသူတို့ရှိရကစားသမားအကုန်လုံးဟာတမလားစာ short ယူပြီးလာတဲ့ကောင်နဲ့ဟိုရှိတဲ့အသင်းကတော့မှဒါဓာတ်နဲ့ထိုးပြီးလေပြုံးဓာတ်နဲ့ထောက်ပြီးလာတဲ့ကောင်နဲ့အဲ့လိုကောင်တွေကြီးပဲအဲ့လိုကြောင့်မို့လက်ရှိမှာသူတို့ thrive ဖြစ်နေကိုဒီမှာရှိတဲ့ကောင်တွေကြီးလဲအာအသင်းကတော့ကျွန်တော်မခေါ်ချင်းလို့အဲ့တော့မှလည်းဒီကျွန်တော်တို့ recruitment system မှာလဲကိုအသင်းကိုလာခြင်းတဲ့ကောင်ကိုခေါ်တဲ့နေရာမှာလဲအင်မတန်မှအရေးကြီးလာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့နောက်တစ်ခု Thomas Brand နေတဲ့တစ်ခါကျကျွန်တော် video ဆက်ပြီးတော့ကြောက်တယ်တအားကြောက်တယ်သူအနေနဲ့သူဒီဒါ pragmatic approach ကိုသူသွားတယ်ဟုတ်တယ်ခုနကပြောသူပဲဒါကျွန်တော်တို့ ဘာနဲ့သွားတူလာလဲဆိုတော့သူအတင်းကြီးမှသူရှိတယ်ဆိုတော့တော်တော်ဟော့စပါအတင်းကိုဒါရှိုးအတင်းကြီးလိုလက်ခံမှာကျွန်တော်အတင်းကိုကျွန်တော်တို့ကျွန်တော်ခုနကပြောသူများရေပြောလို့အတင်းကြီးဆိုတဲ့ဥစားကိုကျွန်တော်ဒါခဏပြောကြည့်မှာပေါ့နော်အဲ့တော့အတင်းကြီးတစ်တင်းရောက်လာတဲ့အဲနိပြတယောက်နေနေအတင်းကြီးမှ handle လုပ်ဖို့အတွက်သူ့အနေနဲ့လက်ရှိမှာကြောက်နေသေးတယ်လို့မြင်တယ်တချို့နေရာတွေမှာပြ risk ယူရမယ်ဆောင်းရတာကျွန်တော်လက်ရှိမှာ example ပြောအောင်လက်ရှိမှာတချို့အတင်းနေဆိုအတင်းကြီးချင်းချင်းတွေ့ပြီးဒါကျွန်တော်9အတင်းနဲ့ပေါ်သူတို့ all out တက်ကင်ဘယ်လိုဖွင့်လဲပြောချင်တာဗျာကျွန်တော်တို့ risk ယူဖို့အတွက်အရအားနဲ့ဒီမှာကိုယ်ရည်သိနေပါလားတယ်ကျွန်တော်တင်ကပြောင်းမြန်အိမ်ဝင်းမှာဆိုကျွန်တော်တို့ဒါပရိသတ်ရဲ့အရှင်ကိုယူပြီးအရန်ကြောက်တဲ့ပုံစံမျိုးတွေရှိပြီကျွန်တော်အပြစ်မှာဆိုရင်ဒါကျွန်တော်တို့အဝေးခွင့်ရလက်မှာကျွန်တော်အကောင်းဆုံးပဲအဝေးခွင့်ရလက်မှာကျွန်တော်တို့အဆင်တက်ပဲတည်လာကျွန်တော်ပြောတာအာစတော်ထက်တော့ကျွန်တော်တို့အဝေးခွင့်ရလက်မှာပူကောင်းနေသေးတယ်ဗျာတည်လာကျွန်တော်ပြောတာချင်းချင်းလေးအဝေးခွင့်မှာကျွန်တော်ဘာလို့ပူကောင်းလဲကျွန်တော်အဝေးခွင့်မှာကျွန်တော်လုံရဲကန်ရဲတယ်ဒါကျွန်တော်တို့လက်ရှိမှာ tactical ကကျွန်တော်တို့ out balance အမြင်နဲ့ဖြစ်တဲ့ပွဲတွေရှိတယ် တည်ကျွန်တော်အဝေးကူမှာကျွန်တော် city လို့အသေးမျိုးကိုတော့မှအိမ်ဝင်သူတို့ရဲ့အိမ်ကမှာကျွန်တော်ဘယ်လိုမျိုးအောက်ဘယ်လန့်လောက်ခဲ့နေကျွန်တော်ဘာရှက်ရှက်လေးအဲ့လိုဘုံလုတ်ခဲ့တဲ့အသင်းသင်းကနေအခုလက်ရှိမှာအိမ်ဝင်မှာဒါအားကြောက်တယ်ဘုံမောင်းနဲ့ပွဲစံမှာလည်းကြောက်တယ်ဟူးနဲ့ပွဲစံမှာလည်းကြောက်ခဲ့တယ်အခုလက်ရှိမှာ Aston Villa နဲ့ပွဲစံမှာကြောက်ခဲ့တယ်အိမ်ဝင်မှာပဲနောက်ဆုံးကျွန်တော်ဒါ16ပွဲမှာကျွန်တော်3ပွဲပဲနိုင်တယ်ဆိုတော့ဘယ်လောက်ရှက်ဖို့ကောင်းလဲကျွန်တော်ဘယ်လိုသိလား အပြင်စဉ်းစားကြည့်မယ်ဆိုရင်တော်တော်ဟော့စပါသေးတယ်လက်ရှိမှာနီးပြကအိမ်ခွင်းမှာရှုံးနေဆိုတော့ဒါလက်ရှိမှာ edge processor ကိုအခုလည်းထွက်သွားခဲ့တာပါနောက်တစ်နေ့အောင်ထွက်သွားခဲ့ပြီ tone friend လည်းလက်ရှိမှာဒီလိုပုံစံမျိုးဖြစ်လာခဲ့တယ်အိမ်ခွင်းပါလေကျွန်တော်ဒါကျွန်တော်ပြောပေးဟို flash ရှိလို့ flash ရှိလို့ခိုက်နေတာကျွန်တော်ပြောအရင်တော့ flash မရှိတော့မခိုက်ဘူး flash ရှိလို့ခိုက်နေတာလားအဲ့ဒါလည်းပြန်ပေးလိုက်ပြကျွန်တော်ပြောဒေါသထွက်လာကျွန်တော်ပြောအဲ့တော့ ဟိုပြောရင်တိတ်ပဲဗျာကိုယ့်ရဲ့အသင်းသသင်းနေနဲ့ကိုဘာဒီဘလူဆက်လုပ်ပြီးတွားမလဲဆိုတော့ကိုတော့တိတိကျကျနီးပြကိုယ်တိုင်အလုပ်နားလဲဝေးပြီးခုနပေါ်တယ်ဒီနေ့ဆောင်းရသည်မှာတင်ဖြစ်ရမယ်ကစားသမားတွေရှိလာပြီမဖြစ်ဘူးဆိုရင်တော့ခုနပေါ်တယ်ဒီနေ့မှာ top 4မပြောနဲ့ဥရောပဝင်ဝင် Europa League Conference ဝင်ဝင်တော့ဒီတိုင်းဆိုရင်ခက်ခဲမယ်ထားမှရှိတယ် Champion League ကိုကျွန်တော်အများကြီးမပြောဘူးလက်ရှိမှာဒီနေ့မှာကျွန်တော်ပြည်တွင်းလည်းရဲ့ဒါဖလားတွေမှာလည်းအာယုံဆိုင်မှာလက်ရှိမှာကျွန်တော်တို့က Carabao မှာ Newcastle လို့ကောင်းမှုရဲ့အိမ်ခွင့်မှာသွားကြရမယ် နော် PFB မှာတော့ဘယ်နဲ့ကံမကွေတော့ဒီ date တော့မသိသေးဘူးထားပါအဲ့လက်ရှိမှာကိုဒီမှာဒီနေ့မှာဒါမနစ်ကရခဲ့တဲ့အချိန်လေးနဲ့ဒီနေ့မှာပြည်တွင်းဖလားတစ်ခုရမယ် Champion League တော့မရနိုင်ဘူး Premier League လည်းမရနိုင်သေးဘူးဒီချိန်နဲ့100%လောက်ကရှော့သွားပြီကျွန်တော်ပြောတယ်တိတာအေးဒီလိုအချိန်မျိုးမှာကိုယ့်ရဲ့အသင်ဘာဖြစ်ချင်လဲဆိုတာကိုတော့ကိုယ့်အကူနားလေဖို့တော့နှိပြလဲစူးစမ်းအောင်မလို့မြင်တယ် တော့ဒီနေ့မှာထုံနာပုံပဲကွင်းွင်း success မှာဘယ်လိုမျိုး balance လုပ်ဖို့လဲဆိုတော့လာမယ့်ဆောင်းရာသီမှာအသင်းကအလုပ်လုပ်ဖို့လိုတယ်။ semi new လို့ level ကိုကျွန်တော်ချက်ချင်းဆောင်းရာသီမှာခေါ်ခိုင်းတာမဟုတ် maybe နောက်ကတောင်းတဲ့နေရာသီမှာခေါ်ခြင်းခေါ်ပခေါ်ခြင်းနေတာသူ့ရဲ့အကဲဒါပေမဲ့လာမယ့်ဆောင်းရာသီမှာအသင်းရဲ့လိုအပ်တဲ့နေရာဒီကိုတကယ်ကိုခေါ်ယူပေးဖို့အတွက်အသင်းကအများကြီးအများကြီးတာဝန်ရှိလာခဲ့ပြီ။အခုလက်ရှိမှာ sporting director 2ယောက်ရှိမယ်။ဟိုဟာ2ယောက်ရှိမယ်။ဒီဟာ2ယောက်ရှိမယ်။ကျွန်တော်အကုန်လုပ်နေရမှာ။အဲ့တော့ အမတိုင်းပြောမယ်ဆိုပြလက်ရှိမှာကိုရီးယားဇေယျရဲ့အမှတ်ကလည်းအဲ့လောက်ကြီးဆိုးတာမို့အပေါ်ကတော့ကျွန်တော်ဒုတိယလိုသင်မှုနဲ့လည်းကျွန်တော်လက်ရှိမှာ CD သင်နဲ့ကျွန်တော်သင်ဆိုတာကျွန်တော်တိုတက်ကျွန်တော်15 14ထဲကျွန်တော်14ဆိုတော့ကျွန်တော်တို့ကနှစ်မှတ်လာပဲမသိဘူးကွာတာအဲ့လောက်ကြီးလည်းခုနအရန်ကြီးတော့ကွာနေသေးတာမဟုတ်ပေမဲ့အခုလက်ရှိမှာကျွန်တော်တို့ပွဲချက်တွေရင်ဆိုင်ရမယ်ကျွန်တော်တို့ဒါညူကာဆယ်အင်ဝင်သွက်ခံရမယ်အေဗာဒန်အင်ဝင်သွက်ခံပြီးရင်ဒါကျွန်တော်မိုနာကိုအင်ဝင်သွက်ခံရမယ်အဝေးကွေးနေပြီပဲခံရမှာချန်ပီယံလိမှာလည်းလက်ရှိမှာကျွန်တော်တို့နှစ်ပွဲကံပြီးတစ်ပွဲနိုင်တစ်ပွဲသေးရတာလေးမှတ်ပဲရတာသေးတယ် ျွန်တော်အနေနဲ့ဒီထက်မူနိုင်ဖို့လူသေးတယ်အဲ့တော့လက်ရှိခြေစွမ်းကကျွန်တော်အုပ်စုအဆင့်ကိုဒါကျွန်တော်128ဝင်ပြီးကြော်ဖို့အတွက်လွယ်ပါမလားဆိုတဲ့မေးခွန်းပထမအဆုံးမေးရမယ်ပြီးရင်ခုနကပြောလို့ Premier League မှာရောဘယ်လောက်ထိ aim လုပ်ထားလဲအဲ့တော့လက်ရှိမှာတော့ခုနကပြောလို့ဒါပိုင်ရှင်ကျွန်တော်အဲ့ဒီပိုင်ရှင်နေနေနဲ့အခုလက်ရှိမှာပြောတဲ့စကားလုံးတစ်ခုရတော့တို့ဘာပြောလို့ကျွန်တော်တို့ကကိုင်းမြင် success ကိုအရင်ကိုင်းမြင် success ကိုကျွန်တော်အရင်တန်ဖိုးထားတယ်။ Okay အဲ့ဒါဆိုရင်ဒီနေ့ဆောင်းအောင်ဒီမှာတို့ကိုင်းမြင် success ကိုတန်ဖိုးထားအကြောင်းကိုဘယ်လိုကျွန်တော်တို့ပြသမလဲ။ ဒါကိုကျွန်တော်တစ်ချက်တော့ခမောင်းနေတူတူကြည့်ရမယ်။ဒါပေမဲ့ခုနကလက်ရှိမှာတော့ရှင်းပါတယ်။အရန်ကြောက်လွန်းနေတဲ့နီးပြနဲ့ဒါကျွန်တော်လက်ရှိမှာလူမလုံလောက်တဲ့ပြဿနာကျွန်တော်တို့အတွက်အဓိကထိုးနှက်ချက်တစ်ခုဖြစ်နေတယ်။ပြောချင်တာရှင်းရှင်းနဲ့ဒီနေ့တော့ကျွန်တော်က ready မဖြစ်သေးဘူးဆိုတာထပ်ပြီးပြသခဲ့တယ်။ဒီနေ့မှာကျွန်တော် supply စကူဖို့ဆိုရင်တော့ပြည်တွင်းဖလားလောက်ပဲရနိုင်သေးတယ်ဆိုတာကိုလည်းထပ်ပြီးတော့လက်ညှိုးထိုးပြီးပြသနေခဲ့တဲ့အပွဲစဉ်တစ်ပွဲလိုပဲပြောလို့ရတယ်ဒီမှာပါပါတယ်။ဘယ်လိုပဲပြောကြခုနကကိုအသိန်းကိုတော့ကိုလုံးဝအားမရဘူး။ဒါပေမဲ့လင်းပြောတာဒီပွဲစဉ်မှာတော့အဲ့တော့ကွင်းတွင်းအပြင်မှာတော့ဒါကွင်းတွင်းလက်တွေ့လက်ရှိပုံစံမျိုးဒီမှာအားရရဆိုမဲ့ကွင်း င်းဒါကွင်းပြင်တာပြင်ပရတာကျွန်တော်အကွင်းတွင်း activity မှာလုံးဝအဆင်မပြေသေးဘူးအိမ်ကွင်းမှာဗျာကျွန်တော်ကန်လိုက်တဲ့ပွဲကျွန်တော်ကွယ်သွားကြည့်တဲ့ပွဲစဉ်မှာဒီပွဲမှာဒါကျွန်တော် Donkey Star နဲ့ပွဲစဉ်ကလွင်ချိုးကြည့်ကြည့်ရအဝေးကွင်းဆွမ်းရည်အကုန်လုံးမိုက်တယ် Friday နဲ့ပွဲစဉ်မှာကျွန်တော်တို့ဒါနောက်ကပြန်လိုက်ကြတာဆောင်းရမ်းမိုက်တယ်ဟုတ်တယ်မလားကျွန်တော်တို့ဒါဘိုးရူရဲ့ကတဲ့ပွဲထားကျွန်တော်လက်ရှိမှာဒါကျွန်တော်ဟုတ်ပွဲဆိုလည်းမိုက်တယ်ကျွန်တော် League ပွဲမှာဆိုကျွန်တော်ကွယ်သွားကြည့်ဆောင်းရမ်းမိုက်တယ်ဒါပေမဲ့အင်ကွင်းပေါ်စံဆိုအကုန်လုံးဖျားတာကြီးနေရမနေ့ကဆိုတိတာတွေပြရူမေရိုတာဒန်ရအသေးစားရသွားခဲ့တဲ့ဟာအဆင်မပြေတော့သွားပြီဆိုတိလိုက်တယ်ဟုတ်တော့ လောက်ပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ dv4 တို့မှာကျင်းလို့ဆန်ပေါအောင်ကိုလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဦးမြန်မာကလစ်မှာအမြန်တမ်းဖြစ်ပါတယ် dv4 ဗျ